ရှမ်းကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးစီပင်သာရေးအဖွဲ့ပြည်သူ့ဝန်ထမ်းကောင်တစ်စိမ့်နဲ့တင်နန်းထူးချွန်စုများချင်းမြင်ပေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစီပင်သာရေးအဖွဲ့နဲ့ကိုကဲမူအောင်ရှိမြို့နယ်စီပင်သာရေးအဖွဲ့များမှပြည်သူ့ဝန်ထမ်းကောင်တစ်စိမ့်ရရှိသူများနဲ့တင်နန်းများတွင်ထူးချွန်စုရရှိခဲ့သူများအားစုတစိဂုံပြူစုချင်းမြင်ခြင်းနဲ့ 2025-2026ဘန်နာရီနှင့်လုပ်ငန်းရထားချက်များရှင်းလင်းခြင်းအခမ်းအနားကိုမေလ9ရက်နေ့9နာရီမိနစ်30ကဒဂုံမြို့သိစေကံမြို့နယ်19ရပ်ကွက်ကျွန်းရွှေဝါလမ်းရှိရန်ကုန်တိုင်းဒေသကြီးစီပင်သာယာရေးအဖွဲ့ယုံအစည်းအဝေးခမ်းမာတွင်ကျင်းပကြောင်းသိရပါသည်။ ရှေဦးစွာရန်ကုန်မြို့တော်စီပင်သာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးဘိုထေကအဖွဲ့မှစကားပြောကြားပြီး2024ခုနှစ်ပြည်သူဝန်ထမ်းကောင်းတစ်စေးရရှိတဲ့ဝန်ထမ်း19ဦးကိုစုတဲ့စိတ်နဲ့ခုံပြူကံများအားလကောင်း နိုင်ငံဝန်ထမ်းတကသူအောင်မြမပြည်နယ်တိုင်းနေသားကြီးအစိုးရအဖွဲ့အစည်းအဝေးဖြင့်ဖွင့်လှစ်ခဲ့တဲ့တင်ဒန်းများတွင်ဆွေရရှိတဲ့ဝန်ထမ်း9ဦးကိုစုတစိမ့်နဲ့ခုံပြူစုငွေများအလကောင်ချီမြှင့်ပေးရပြီးစီပင်တရားရေးဝင်ကြီးနဲ့တိုင်းနေသားကြီးစီပင်တရားရေးအဖွဲ့မှအရာတန်းများမြို့နယ်စီပင်တရားရေးအဖွဲ့အမှုဆောင်ရရှိများနဲ့တာဝန်ခံအင်ဂျင်နီယာများရဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဆက်လက်ကျင်းပကြောင်းသိရပါရယ်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါရယ်ရှင်